လင်းလူငွေ136တန်းကျော်ရပါမယ်10သိန်းပဲကူမယ်မင်းအောင်လားဟုတ်ပါတယ်ဒါနိုင်ငံကပေါ့နော်ဒါငလင်းဘေးနဲ့ပတ်သက်ပြီးတော့ဒါကြောင့်မြန်မာနိုင်ငံကငလင်းဘေးဒဏ်ခံရတဲ့ပြည်သူတွေအတွက်ကိုဒါလူသားချင်းစာနာမှုဆိုင်ရာကူညီရေးအနေနဲ့အမေရိကန်ဒေါ်လာ136တန်းကျော်ဒါကူညီခဲ့တာရှိတယ်ပေါ့နော်ဒါပေမဲ့စစ်ကောင်စီကဒါငလင်ပေးကြောင်းလို့ထိခိုက်သူတွေကိုဒါ၁၀သိန်းစီပဲပေးမယ်ဆိုပြီးတော့ဒါထပ်ပြီးတော့တရင်ရတယ်ပေါ့နော်တရင်ထွက်လာတယ်အဲကြမမိုက်ရိုင်းမှုလားလို့ပဲပြောချင်တာပေါ့ဗျာဒီလား ဒါကိုကိုတိုင်ကြလဲဒါလုံလောက်တဲ့ကယ်ဆယ်မှုတွေရှိအောင်မပြင်ဆင်ထားဘူးကယ်ဆယ်မှုတွေလည်းမလုပ်ပေးဘူးနိုင်ငံတကာကိုကြတော့អော်ပြီးတော့လူခံတယ်ဒီလိုမျိုးလူခံလို့ရလာတဲ့ဟာကိုကြတော့လေပြေပြေဝါပေးမယ်ဆိုတာမျိုးမရှိဘဲနဲ့ကိုကျိုးရှာဖို့လုပ်တဲ့အပေါက်မျိုးတွေတွေ့နေရပါဗျာအခုလဲဒါတေချိုးကိုကွင်းပေါ့နော်ဇိုးဝင်းကဒါငလင်းကယ်ဆယ်ရေးလုပ်မဲ့ဘယ်အဖွဲ့မှမဆိုဘူးနော်တီးကြလွတ်လပ်စွာရက်တီဆောင်ရွက်ခွင့်မရှိဘူးတဲ့ကြိုတင်ခွင့်ပြုချက်တွေတောင်းခံရမယ်တဲ့စားကားစားနဲ့ဒါပူပေါင်းဆောင်ရွက်မှခွင့်ပြုမယ်ဆိုပြီးတော့ဒါဇိုးဝင်းကပြောတာရှိတယ်ပေါ့နော် ကိုယ်တိုင်ကြလည်းလိုက်မကူဘူးပြင်ကဲမဲ့သူကူမဲ့သူတွေကြောက်လည်းအခုလိုမျိုးလိုက်ပြီးပိတ်ပင်နေတာကတကယ်ဒုက္ခခံစားနေရတဲ့ငလင်ဘေးသင့်ပြည်သူတွေကိုတစ်ဖက်လက်နဲ့ဒါတက်ဖြတ်နေရတဲ့အတူတူပဲဗျ။ဘာလို့လဲဆိုတော့အခုလိုမျိုးသူတို့ပိတ်ပင်တာတွေတားဆီးတာတွေစစ်ဆေးတာမျိုးတွေအပြင်ကန့်တက်လိုက်တာတွေကြောင့်မလို့အချိန်နေဆွဲဆိုလို့ဖြစ်သွားပြီးတော့ဒါမတည်သင့်တဲ့အသက်တွေအများကြီးတည်ရတယ်ပေါ့နော်သူတို့အခုလိုမျိုးပိတ်ပင်လိုက်လို့ပဲပေါ့နော်အချိန်နေကြာတဲ့အခါဟိုမှာတည်ကြရှိရဲ့လူဆိုရင်ဒါပုတ်သွေးဆွေးမြေ့နေလောက်ပြီပေါ့နော်ပုတ်သွိုးနေလောက်ပြီအခုလည်းအဲ့လိုဖြစ်နေရပါပဲ ဒါစကိုင်းမှာဆိုရင်ပေါ့နော်ချို့အဆောက်အဦတွေအောက်ကနေပြီးတော့အနှံ့သက်တွေထွက်လာတဲ့အခါမှာတော်တော်ကိုစိုးစိုးဝါရင်ဆိုင်နေရတဲ့အနေအထားဖြစ်တယ်။ပြီးတော့ကျတော့ငလင်းဘေးတင်ပြီးတဲ့နောက်ပိုင်းမှာဒါမိုးရွာတဲ့ဟာတွေဖြစ်တယ်ပေါ့နော်။ဖြစ်တော့အဲ့ဥစ္စာတွေနဲ့ပတ်သက်ပြီးတော့လည်းဒါခုနလိုအနှံ့သက်စိုးစိုးဝါတွေဖြစ်လာတဲ့အခါကျန်းမာရေးတွေအားစာထိခိုက်ဖို့အတွက်ဒါအကြောင်းတွေရှိလာတယ်ပေါ့နော်။အဲ့ဥစ္စာတွေကိုတော့မှသူတို့ဘာမှကောင်းကောင်းမွန်ပြေဝအောင် လုံခြုံအောင်မလုပ်ပေးဘူးပေါ့နော်။ပြည်သူတွေဆိုရင်ဒါမိုးရေထဲမှာပဲထွက်ပြီးတော့နေနေရတဲ့ပြည်သူတွေရှိတယ်ပေါ့နော်။ အဲ့လိုဟာမျိုးတွေတောင်မှအကူအညီဆောင်ရှောက်မှုတွေမလုပ်ပေးဘူးဒါတောင်မှပဲတခြားနိုင်ငံကလာကူတဲ့အကူအညီကိုသူတို့ကိုကြိုးအတွက်သုံးဖို့လှုပ်တာပေါ့ဗျာကျွန်တော်မြင်တာတော့အခုထိဒါသူတို့ကူတာဆိုလို့ကဲတာဆိုလို့ဒါဒီတွတ်တို့အုတ်ခဲတို့ပဲရှိတယ်ဗျာတခြားနိုင်ငံတွေကကေဆေးအဖွဲ့တွေစီမှာပါလာတဲ့ K9 ခွေးလေးတွေလောက်တောင်မှသူတို့တွေစောက်သုံးမကြဘူးပေါ့နော်ဒါပေမဲ့သူတို့စီမှာလည်းဒါခွေးတော့သုံးတယ်ပေါ့နော်အဲ့ဒါတော့စစ်ခွေးနဲ့ရဲခွေးပေါ့ အဲဥစ္စာတွေကတော့မြင်တဲ့အတိုင်းပဲဒါဒီအုတ်ခဲကျိုးအကျိုးပဲ့လေးတွေလိုက်ခဲ့နေတယ်သူ့လေးတွေကိုသူ့တစ်ချက်ကို၄ရောက်လောက်မှပြီးတော့ရွှေ့နေတယ်ဒါမျိုးပုံစံမျိုးတွေပဲလုပ်တယ်ကျွန်တော်တို့လူကယ်တာတော့တယောက်မှမတွေ့သေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေလုပ်တယ်ပြီးတော့ခုနလိုမျိုးပိတ်ပင်တားဆီးတယ်ဆိုတဲ့ဟာကအဲတော်တော်လေးကိုရုပ်ပေါက်တယ်ပေါ့နော်ရုပ်ပေါက်တယ်သူတို့စီကနေပဲစီးဆင်းမယ်အစအစသူတို့လက်ထဲကိုအကုန်ရောက်မယ်သူတို့ရဲ့ကိုကြိုးတွေသုံးမယ်ပေါ့နော်ဒီလောက်ပမာဏအများကြီးပေါ့နော်ပစ္စည်းတွေဆိုလည်းအများကြီး အဲ့လိုအနေထားမျိုးကိုကြိုးရက်သုံးမယ်ဆိုတော့ဒါဒုက္ခရောက်တဲ့ပြည်သူတွေကရင်နာရတာပေါ့ဗျာသိလားပြည်သူစီကိုအပြည့်အဝမရောက်တော့ဘူးဗျအဲအကြောင်းမလို့လေတချို့အဖွဲ့တွေကဒါပြည်သူစီကိုတရရဲ့ရောက်မဲ့နေရာမျိုးတွေပဲရွေးပြီးတော့ကူညီတာမျိုးတွေလုပ်တယ်ပေါ့နော်အဲဒီလိုမျိုးတွေလှုပ်လာတဲ့အခါသူတို့စီအောင်မဝင်လာတော့အခုလိုမျိုးကန့်သက်တာမျိုးတွေလှုပ်တယ်သူတို့ခွင့်ပြုချက်မှမရဘူးဆိုရင်ဘယ်အဖွဲ့မှလှုပ်လှုပ်လက်လက်လှုပ်လို့မရဘူးပေါ့နော်တကယ်လို့လှုပ်မယ်ဆိုရင်လည်းသူတို့နဲ့ပူးပေါင်းပြီးပဲလှုပ်ရမယ်ဆိုတဲ့ပုံစံမျိုးတွေပြောလာတယ်အဲဒါကြောင့်အဲဒီလိုမျိုးတွေလှုပ်ပြပြီဆိုမှပဲသူက အလှူလက်ဖက်နဲ့မျက်နှာလှုပ်တာပေါ့ဗျာအခြားနိုင်ငံကလာကူတဲ့အကူအညီပဲဖြစ်ဖြစ်အခြားအဖွဲ့အစည်းကလာကူတဲ့အကူအညီပဲဖြစ်ဖြစ်သူတို့ကတဆင့်ပြန်ပြီးတော့လှုပ်ပြရတဲ့ခါမှာပြည်သူကလက်အုပ်ချပြီးကျေးဇူးတင်အောင်ပါရှေ့နာဂစ်တုံးကဆိုလဲဒါသိန်းစိန်တို့ဆိုရင်ဒါပြည်သူစီကိုသွားပြီးတော့လှစ်လေကြီးစုပြီးရဲ့ခါမှာဗာပြောလဲဆိုတော့ကျွန်တော်တို့လည်းဘာမှမတက်နိုင်ပါဘူးဆိုပြီးတော့ပြောတာပေါ့နော်အဲ့ဘာမှမတက်နိုင်ဘူးဆိုတဲ့ဟာကိုပဲပြည်သူကလက်အုပ်ချပြီးတော့ကျေးဇူးတင်ပါတယ်ဆိုပြီးပြောရမယ်အပေါင်မျိုးပေါ့ဗျာအခုလဲဒါမင်းအောင်လိုင်းအဲ့လိုပုံစံမျိုးကြီးလှုပ်တာပါပဲ အဲပြည်သူစီကနေပြီးတော့ပဲအကူအညီရတဲ့ဟာကိုသူတို့စီကနေတဆင့်လှူပေးမယ်ဆိုတဲ့ပုံစံမျိုးကြီးလုပ်တယ်။အဲ့တော့ပြည်ပြည်ဝဝရမလားဆိုတော့စဉ်းစားတာကြည့်ဘလို့မှပြည်ပြည်ဝဝရเสียအကြောင်းရှိဘူး။ရှေ့ဖြစ်စဉ်တွေအများကြီးရှိတယ်။လာကူတဲ့အကူအညီတွေကိုအဲသူတို့ကူပါတယ်ဆိုပြီးတော့တဆိတ်ကတ်ပြီးတော့နော်။ဆာရွက်တွေကတ်ပြီးတော့ဒါဘယ်ပူချုပ်ပူကြီးဘသူပူချုပ်ကြီးဘသူဘချုပ်ဘသူကနေပြီးတော့ကူပါတယ်ဆိုတဲ့အပေါက်မျိုးတွေလှုပ်ခဲ့တာဖြစ်စဉ်တွေကအများကြီးရှိရပါတော့။အဲ့တော့အဲ့လိုဖြစ်စဉ်တွေမှာဆိုလေပြည်သူကပြည်ပြည်ဝဝရမှာမဟုတ်ရရင်တောင်မှပဲသူတို့က ေးဇူးတင်ခံပြီးတော့လှူတယ်ဆိုတဲ့ပုံစံမျိုးလှုပ်ချင်ကြတာဗျာနောက်တစ်ခုကတော့ဒါအဲတက်ဖွဲ့ဝင်နေပေါ့နော်ကျွန်တော်တော်လိုင်းတက်ဖွဲ့ဝင်နေအခုဆိုရင်ချိုးတက်ဖွဲ့ဝင်တွေကသူတို့ဒေတာသူတို့နေရာဗျအဲ့ခုဖြစ်သွားတဲ့နေရာတွေအဲ့လိုနေရာမျိုးတွေမှာသူတို့တအားသရိပါဝင်ပြီးတော့ကူညီကျင်တယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်ဒါကို NG ဆိုရအနေနဲ့လည်းပြောထားရရှိတယ်အဲ့ဒါတော့ဒါလုံခြုံရေးသားအာမခံပေးမယ်ဆိုရင်ဒါ CDN အနေနဲ့ပေါ့နော် CDN ဝန်ထမ်းအနေနဲ့ဒီကူညီကိစ္စရေးတွေထဲမှာပြန်ပြီးတော့ပါဝင်လို့ရတယ်ဆိုပြီးတော့ပြောရမျိုးရှိတယ်ဒါမဲ့ဒီကောင်တွေလက်မခံခဲ့ဘူးပေါ့နော် အဲအဲ့တော့ကြတော့ဒါအကူညီကယ်ဆယ်ခွင့်မရတာမျိုးရှိတယ်အဝေးကနေတက်တဲ့နောက်ဒါလှမ်းပြီးအကူညီရတာမျိုးတွေရှိတာပေါ့ဒါပေမဲ့တချို့ကြတော့လေအဲတကယ်ကိုကူညီနိုင်အောင်စူးစမ်းခဲ့တာရှိတယ်ပေါ့နော်ဒီကောင်နေအခုလိုမျိုးဒါကန့်တက်လိုက်တဲ့ဟာဆိုရင်ဒါတော်တော်လေးဆိုးဝါးရုပ်ပေါက်တဲ့ဟာလို့ကျွန်တော်တို့ပြောရမှာပဲဘာဖြစ်လို့လဲဆိုတော့ဒီမေတီလာရေခင်းအဲ့မှာလုံကျွေးပုံစံမျိုးတွေယူရတဲ့အချိန်မှာဒါကျွန်တော်လည်းပါတာပေါ့နော်ကျွန်တော်လည်းပါတယ်အဲဆက်ခလေးခမ903မှာကျွန်တော်တာဝန်ထမ်းဆောင်ခဲ့စဉ်တော့က အဲ့လိုမျိုးတာဝန်ပေးခံရတဲ့ထဲမှာပါဘူးလေအဲ့ပါဘူးတာမှကျွတ်ဒီမြို့မြို့ပေါ်မှာဗောနော်မြို့ပေါ်မှာကျွတ်ရက်ခွက်အပိုင်ကြီးပေးထားတယ်အဲ့ဒါကတော့ဘယ်တက်ဖွဲ့ဒါကတော့ဘယ်တက်ရင်းဗောနော်အဲ့ဒါမြို့မှာဆိုမြို့မှာကျွန်တော်ဆိုဒါမြို့မှာဘက်မှာနေခဲ့ရကြောက်ပလောင်းအထွက်ဗောနော်အဲ့ဘက်မှာနေပြီးတော့ဒါလုံရွေးကင်းလှဲတာမျိုးတွေအဲ့လုံရွေးလောက်ခိုင်းတာမျိုးရှိရဗျာအဲ့အဲ့ဒီကနေမှကျွန်တော်ကဒီရိုးရိုးလုံရွေးလောက်ရတဲ့အပိုင်ကနေပြီးတော့ကျွန်တော်လူကယ်ပြန်အဖွဲ့စီကိုပြန်ပေါင်းခိုင်းတာမျိုးရှိတယ်အဲ့တော့ကျွန်တော်စစ်တပ်ကနေပြီးတော့တယောက်ပဲသွားပြီးတော့ ဒါဥစည်းရတာပေါ့နော်လူကပြန်အဖွဲရှိတယ်အဲ့ဒါဆက်သွေးဒါဝင်းစင်းဟိုတယ်ဘီနာအဲဒီဆက်သွေးဟိုဟာထဲမှာနေရတာပေါ့နော်ရုံးထဲမှာနေရတယ်အဲ့မှာကျွန်တော်အခန်းတစ်ခုပေးထားတယ်ပေးထားပြီးတော့သူကဘာလို့ခိုင်းလဲဆိုတာဒီလူကပြန်အဖွဲစီကိုလာကူတဲ့အဖွဲတွေကအများကြီးရှိတယ်အဲ့တော့ကမ့်နေရှိရပေါ့နော်ကမ့်နေရှိရသူကဒီခုနလိုအဲဗုဒ္ဓဘာသာအဖွဲတွေနေတဲ့ကမ့်ပြီးရင်မွတ်စလင်ဘာသာဝင်တွေအဖွဲတွေနေတဲ့ကမ့်အဲ့လိုမျိုးကမ့်နေ3-5ခုရှိတယ်ရှိတဲ့ထဲမှာသူကလာလူကြတဲ့အဖွဲတွေကပစ္စည်းတွေကိုသူကစုသွားတယ် ်ဆူဆောင်းရတယ်ပြီးရင်ချင်းရင်နေမှတ်ရတယ်ပြီးရင်ဘာလို့လဲဆိုတော့တန်ဖိုးတင်ရတယ်တန်ဖိုးတင်ရဆိုတော့ဖနက်တွေလာလှူတယ်ဖနက်အရန်ပနေရပါတော့အဲ့တရန်ကဘလောက်ရှိသလဲဆိုတော့ဟာလာလှူတဲ့အခြေအတွက်နဲ့မြောက်ပြီးတော့ဆင်းရင်နေလောက်ရတယ်လုတ်ပြီးသွားရင်အဲ့ချင်းတွေကိုတမထဏာချုပ်ပေါ့နော်အဲ့တုန်းကမိလာနိုင်စင်ဘေးနားမှာဆက်ကလေးရတမထဏာချုပ်လုတ်အဲ့ဒီကိုကျွန်တော်နေတိုင်းနေတိုင်းသွားပို့ပါတယ်ပေါ့နော်သွားပို့ရတဲ့ခါမှာအဲချိုးဟွာတွေကြာရင်သူကသူတို့လှူခိုင်းတဲ့နေရာကိုပဲသွားလှူရ အဲပြောချင်တာသူတို့လူခိုင်းတဲ့အဖွဲပေါ့နော်အဲသူတို့လူခိုင်းတဲ့အဖွဲကပဲအဆင်ပြေပြေနဲ့သွားလူခွင့်ရတာရှိတယ်အဲသူတို့နဲ့အဆင်ပြေတဲ့အဖွဲကပဲလူကျင်တဲ့နေရာလူလို့ရတယ်အဲသူတို့နဲ့အဆင်မပြေဘူးသူတို့မလူစေချင်ဘူးဆိုတဲ့အဖွဲကိုခုနလိုမျိုးဒါပိတ်ပင်တာမျိုးတွေဓာစီတာမျိုးတွေလုပ်တယ်ပေါ့နော်အဲပြီးရင်အဲ့လိုမျိုးဆင်းရဲနေတက်မိုးတွေတင့်တဲ့အခါမှာလည်းဒါကာလပေါက်ဈေးနဲ့ကျွန်တော်တို့ဘလောက်ပဲတင့်ပေးတင့်ပေးပေါ့နော်အဲသူတို့စီရောက်သွားတဲ့အခါမှာသူတို့ပြောင်းလဲပြင်ဆင်ပြီးတော့အဲသူတို့ပြန်ပြီးတော့ကူပေးပါတယ်ဆိုတဲ့ပုံစံမျိုးတွေ အဲဒီလောက်ပမာဏအီထီသူတို့လှူပါတယ်ဆိုတော့ပုံစံမျိုးတွေလောက်တာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲတခါတကြရင်အဲသူတို့ဆီကနေလာတဲ့အခါတွေမှာပေါ့နော်အဲဒီအဖွဲဒီအဖွဲကိုတော့ပေးဝင်လိုက်ပေါ့နော်အဲဒါပေမဲ့အဲ့သူတို့ပေးဝင်လိုက်ပါဆိုတော့အဖွဲကကြတော့ခုနလိုတကယ်ကိုမြေပြင်မှာလိုအပ်တဲ့ဟာမျိုးမဟုတ်ဘဲနဲ့ for sure ပုံစံမျိုးပဲလာလောက်တာမျိုးရှိတယ်ပေါ့နော်အဲ့အဲ့လိုမျိုးမလေးတပတ်နဲ့လှုပ်တယ်အဲ့ပြီးတော့ဒီပြည်သူစီရောပြပြဝါမရောက်ဘူးပေါ့နော်အဲ့ပြီးတော့ကျအဲ့လူကယ်ပြန်အဖွဲ့ကနေပြောနေတာရှိတာအဲ့လိုမျိုးချိုးအဖွဲ့တွေလာလှူတယ်ကွာ ဒါကျွန်တော်ကျွန်တော်ရှိမှာကကြတော့အဲ့လိုတခြားအရာရှိတယောက်ကသူကတာဝန်ယူခဲ့သေးတယ်အဲ့ဒီအရာရှိနဲ့ကျွန်တော်နေလဲရတာဝန်ချင်းချိန်ရတာပေါ့နော်ကျွန်တော်ရောက်တဲ့ချိန်မှာသူတို့လုပ်နေတဲ့ပုံစံမျိုးတွေကျွန်တော်မသိတာရှိမသိတော့ကြဒီဒီမိလာရေခင်းပြီးပြီးပြန်တော့မယ်ဆိုတဲ့ချိန်မှာသူကဘာလာပြောလဲဆိုတော့ဘိုးကြီးပေါ့နော်ဒီဒီမှာပေါ့နော်အဲဒီပတ်စံဘလောက်ပေါ့နော်ပတ်စံဘလောက်ရမုံငွေပတ်စံဘလောက်ရတယ်ပေါ့နော်အဲ့ဒီထဲကနေမှဘဏ္ဍပုံကတော့ဘလောက်ဘလံပုံကတော့ဘလောက်ပေါ့နော်အဲဒီမှာရှိတဲ့လူကတော့ဘယ်နှစ်ယောက်ပေါ့အဲအဲ့လိုဟာကိုသူက အဲခုနလိုပေါ့ပြန်ပြီးတော့ဒါဟိုဝေစုခွဲတယ်ဆိုတဲ့ပုံစံမျိုးလှုပ်တာပေါ့အဲ့တော့ကျွန်တော်အံ့ဩတာဟာဒါဘယ်လိုဖြစ်လို့ဝေစုခွဲရတာလဲပေါ့နော်လူကေပြန်ကခုနလိုစင်းရင်းတွေလာတယ်အဲစင်းရင်းတွေဒါထားပါတော့ပျက်စီးတွေရောက်လာတယ်အဲ့ဒါတွေကိုစင်းရင်းပြုစုမယ်ပြီးရနဲ့ဒါသူ့အတူနေရာတကျထားမယ်ပြီးရင်ဘဲဘဲကန့်အောင်ဘယ်လောက်ပေးပါဆိုပေးရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးလောက်ရမှာပေါ့နော်စင်းရင်းအင်းကိုပဲအဓိကထားပြီးလောက်ရမှာအတန်မိုးတွေတင့်ရမှာဘာဖြစ်လို့ဒီရမုံငွေကြီးကဘယ်ရရလဲဆိုရတွေးမိအောင်အဲ့ဒါနဲ့မေးကြည့်တော့ကြတော့မဟုတ်ဘူးသူကအချိုးဟာတွေမှာဆိုဒါကကျွန်တော်ကအဲ့ အကြီးကဲဆိုတဲ့ကောင်ကိုမေးတော့မအောက်ကအဖွဲကိုမေးကြည့်တဲ့အခါမှာသူကချိုးအဖွဲတွေကလာပြီးတော့လှူပြီးကူပြီးဆိုတဲ့အခါမှာပေါ့နော်ဒီမျိုးကိုသူကဝင်မဝင်ခိုင်းတာတွေရှိမဝင်ခိုင်းဘူးပေါ့နော်အဲမင်းတို့ကူလာကိုလက်မခံဘူးအဲ့လိုမျိုးပုံစံမျိုးအရင်ပိတ်ပင်လိုက်တယ်အဲ့ချိန်မှာအဲ့အဖွဲတွေကလက်ထိုးကဘာလို့လဲဆိုတော့ဒီပစ္စည်းတွေနဲ့ပြန်ယူသွားဖို့လည်းမဖြစ်နိုင်ဘူးပြီးရင်အလှူရှင်တွေကလည်းဒါတွေကိုလှူဖို့ဆိုပြီးတော့ပေးလိုက်တာကူဖို့ဆိုပြီးပေးလိုက်တာအဲ့ကျအဲ့လိုမျိုးအနေထားမှာပြန်ယူသွားမယ်ဆိုလည်းဒါကြီးအထားမမြောက်ဘူးဒါကြီးကူခဲမှရမှာအဲ့ကျသူကအမျိုးမျိုးတောင်းပန်ပြီးတော့ပြောတဲ့အခါငွေကြေးနဲ့ညှိရ အဲအဲ့လိုမျိုးငွေကြေးကိုစုထားပြီးတော့ရံမုံငွေပုံစံလှုပ်တာဗျာပြောရမယ်ဆိုရင်အဲ့တော့အဲ့လိုမျိုးလာတဲ့အဖွဲ့တွေစီကနေတောင်းတယ်နောက်ပိုင်းကျတော့သူကညှိတဲ့အစင်းရံမျိုးတောင်းတဲ့အစင်းတီဖြစ်လာရောရောရှူရှူနဲ့လာပြီးတော့ကူလို့ရခြင်းနဲ့ဆိုရင်ပတ်စံဘလောက်ပေးဆိုပြီးတော့လှုပ်ထားတာမျိုးတွေဖြစ်သွားတာဖြစ်သွားတော့ကျတော့အဲ့ရံမုံငွေသူကစုထားပြီးတော့ဒါကြီးပြီးသွားလို့ပြန်မယ်ဆိုတဲ့အချိန်မှာသူကဝေးစုခွဲမယ်လှုပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အကုန်လုံးမှောက်ရိုက်တယ်ပေါ့နော်မှောက်ရိုက်တယ်ကျွန်တော်မကြိုက်တဲ့ဟာတွေပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေဒါကျွန်တော်ကြုံခဲ့ရတာရှိတယ်အဲပြောချင်တာကတော့ဒါ P2C ကနေပြီးတော့လာတဲ့ ဒီအလှူတွေပြည်သူဆေးရနေလာတဲ့ငွေကြေးတွေကိုပဲသူတို့ကိုယ်ပိုင်ပုံစံပုံစံမျိုးနဲ့ကြိုက်သလိုခြေလဲတာမျိုးတွေလုပ်တယ်။ပြီးရင်ခုနကလိုပြည်ပြည်ဝပြည်သူစီကိုမရောက်ဘူး။အဲ့ဒါတွေအားလုံးကလည်းသူတို့ကြောင့်ပဲပေါ့နော်။ဒါကြောင့်မလို့လေဒါတပ်ဖွဲ့တွေအနေနဲ့ရောဒါပြည်သူတွေအနေနဲ့ရောတကယ်ဒုက္ခရောက်နေတဲ့တကယ်ဒီငလျင်ဘေးတင့်ခံရတဲ့ပြည်သူတွေဒုက္ခတွေတဲတွေစီကိုပဲပေါ့နော်။ အဲဓာတ်ရိုက်ရောက်ဖို့အတွက်ကိုကျွန်တော်ကကူပေးစီခြင်းနဲ့တကယ်မြေမှာတကယ်သွားကူပေးနေတဲ့အဖွဲ့လေအများကြီးရှိရပါတော့။အဲပြီးတော့ကျတော့ကူပေးနေတဲ့အဖွဲ့အနေနဲ့လည်းပြီးဆိုလဲကျွန်တော်တို့ကူတာမျိုးမဟုတ်ဘဲနဲ့တကယ်ရသင့်ရထိုက်တဲ့ပြည်သူတွေစီကိုလက်ထက်ရောက်အောင်ကူညီပေးကြပါလို့ကျွန်တော်ဒီနေ့အနေနဲ့ကျွန်တော်လည်းတောင်းဆိုခြင်းနဲ့ပါတော့။နောက်တစ်ခုကတော့ဒါငလင်းအကြောင်းပြပြီးတော့တက်အွှေ့ပြောင်းနေလုံနေတယ်ဆိုတော့ခိစားပါတော့။အဲ့ဒါကတော့ဒါစစ်ကောင်စီက အဲခုနလိုတော်လိုင်းတက်ဖွဲ့တွေကိုကြတော့သူကဒီငလင်နဲ့အကြောင်းပြပြီးလုံးလို့မရအောင်သူကပိတ်ပင်ထားတာမျိုးရှိတယ်ကန့်သက်ထားတာမျိုးရှိအဓိကတော့တခုခုဆိုရင်သူတို့နဲ့ဆက်သွယ်မှရမယ်အဲတခုခုဆိုရင်သူတို့ခွင့်ပြုမှရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပိတ်ပင်ထားရရှိတယ် အဲသူတို့အနေနဲ့ကကြတော့ဒီငလင်ကိုအကြောင်းပြပြီးတော့ဒါပစ္စည်းတည်တဲ့ကားနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အဲသူတို့ကိုယ်တိုင်ကအစဒီငလင်ပစ္စည်းငလင်ဘေးတင်တဲ့သူတွေကိုလှူမဲ့ပစ္စည်းဆိုတဲ့ပုံစံမျိုးတွေနဲ့တင်ပြီးတော့ချုပ်ကားတွေနဲ့ရွှေပြောင်းတာမျိုးတွေလှုပ်လာနိုင်တယ်အဲဥစ္စာတွေလည်းကျွန်တော်တို့သတိထားတင်တယ်ရှေ့မှာပေါ်ပေါ်တင်တင်လှုပ်နေတာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲဒီခါကြီးကြရင်ဒီလူတွေနဲ့အင်အားဖြစ်တင်မှုအတွက်ဆိုပြီးတော့ဒါဘယ်နားရောက်ရင်တော့ဘယ်နေရာမှာတော့အဲသူတို့နှစ်ယောက်ကိုချခဲ့ပါအဲဘယ်စကန်နားရောက်ရင်တော့ဘယ်နေရာမှာတော့သူတို့ 3-4ယောက်ကိုထားခဲ့ပါဆိုတဲ့ပုံစံမျိုးနဲ့အကြုံထည့်ပေးတဲ့ပုံစံမျိုးတွေလည်းလှုပ်လာနိုင်တယ်ပေါ့နော်။ချိုးနေရာတွေမှာလှုပ်နေတာမျိုးတွေလည်းရှိလာပြီ။ပြီးတော့သူတို့အဓိကထားပြီးလှုပ်တဲ့နေရာမျိုးတွေကသူတို့အထိနာနေပါတယ်ဆိုတော့နေရာဒေသတွေကိုပို့ပြီးတော့လှုပ်နေတာမျိုးတွေရှိရပေါ့နော်။အဓိကဒါစကိုင်းဘက်ဆိုရင်လည်းဒီလိုပုံစံမျိုးတွေလှုပ်နေရရှိတယ်။မုံရွာဘက်ဆိုရင်လည်းဒါမျိုးပုံစံမျိုးတွေလှုပ်နေရရှိတယ်။အဲအဲ့ကြဘလိုပဲဖြစ်ဖြစ်အဲဥစ္စာတွေကိုလည်းကျွန်တော်တက်ဖွဲ့တွေကမျက်ရှင်မပြတ်စောင့်ကြည့်ဖို့လည်းလိုတယ်ပေါ့နော်။ အဲပြီးတော့ကျတော့ပြည်သူတွေအနေနဲ့လည်းအတုံးချခံမဖြစ်ဖို့ရန်ရေးကြည့်ပါတယ်အဲ့ဒီလိုမျိုးမှအကူအညီတောင်းလာခဲ့တယ်အဲ့ဒီလိုမျိုးများနိုင်တဲ့စီးနင်းလှုပ်လာခဲ့တယ်ဆိုရင်လည်းဒါနီလန်းမျိုးစုံနဲ့ရှောင်ရှားစေချင်တယ်ပေါ့နော်အဲ့ဒီခါကြကျရင်ဂျားညက်သွားမှမျိုးတွေလည်းကျွန်တော်တို့တွေလည်းစိုးရိမ်နေပေါ့နော်အဲ့ခါကြရင်တော်လိုင်းတပ်ဖွဲ့တွေဘက်ကိုအကြမ်းဖက်အဖြစ်ဒါသူတို့တွေဒါခုနလိုမျိုးပုံဖော်တာမျိုးတွေဖြစ်လာနိုင်တယ်အဲအဓိကဒီဒီကားတွေကိုရန်ရှာတာမျိုးတွေလည်းရှိလာနိုင်တယ်အဲဒီခုနကလို့ကုညီကယ်ဆယ်တဲ့အဖွဲ့တွေကိုရန်ရှာမျိုးတွေလည်းရှိလာနိုင်တယ်အဲပြီးရတဲ့ PDF ပါဆိုပြီးတော့ ဒါခုနလိုအကြံဖက်ပုံစံမျိုးထိုးချမျိုးတွေလှုပ်လာနေတယ်ဒါကလည်းတကယ်ကိုအရေးကြီးတဲ့ကာလမှာဖြစ်တဲ့အတွက်သတိဝိရိယလေးထားပြီးတော့ဆောင်ရွက်ကြစီခြင်းနဲ့ပေါ့နော်အဲနောက်တစ်ခုကတော်လိုင်းထပ်ပွဲတွေချင်းထိန်းချုပ်ထားတဲ့နေရာတွေဒေသတွေအဲ့လိုနေရာမျိုးတွေဆိုရင်မသွားခိုင်းမှုတဲ့ဟိုကစကိုင်းဆိုစကိုင်းတစ်ခုလုံးသူတို့ထိန်းချုပ်နိုင်နေရမှာမဟုတ်ဘူးအဲ့စကိုင်းမှာတခြားနေရာမှာတခြားငလင်နံခံရတဲ့ခြေရွာတွေရှိတယ်ဒါပေမဲ့အဲ့နေရာတွေက PDF တပ်ဖွဲ့တွေစိုးမိုးထားတဲ့နေရာဖြစ်တယ်ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တယ်အဲ့လိုနေရာမျိုးတွေဆိုရင်ဒါစစ်ကောင်စီကခုနကလိုကူညီကယ်ဆယ်တဲ့အဖွဲ့တွေကိုမသွားခိုင်းမှုဆိုပြီးတော့တည်ရ အဲ့ဒါလေးတော်တော်ကိုဒါမယိုင်းတဲ့ကိစ္စပေါ့နော်တကယ်တော့ဘယ်နေရာမှာပဲဖြစ်ဘယ်ဒေတာမှာပဲဖြစ်ဒီငလျင်တန်ကိုခန်းစားရပြီဆိုတော့ပြည်သူတွေအကုန်လုံးကဒီအကူအညီတွေရဖို့ရတယ်အဲ့လိုကူညီဖို့အတွက်ကိုလည်းပြည်သူတွေကအချင်းချင်းစူးစမ်းနေကြတယ်ကူညီကယ်ဆယ်ဖို့အတွက်လှုပ်ဆောင်နေကြတယ်ဒါတောင်မှပဲသူတို့ကသူတို့ကူညီရတာမဟုတ်ဘဲနဲ့လိုက်ပြီးပိတ်ပင်နေတယ်ပေါ့နော်အဲ့တော့ကျတော့ဒါတော်တော်လေးကိုမယိုင်းတဲ့ကိစ္စပေါ့နော်နောက်တစ်ခုကတော့ဒီလိုမျိုးဒေတာတွေမှာ PDF ရှိလို့မလိုဘူးကွာဆိုပြီးတော့ PDF နဲ့ခုနလိုငလျင်ဘေးတင့်ခံရတဲ့ပြည်သူတွေနဲ့ရန်တိုက်ပေးတယ် အဲဒါကြောင့်ဒါတော့ဟုတ်တယ်ဟုတ်တယ်အဲ့ဘက်ကငါတို့ထိန်းချုပ်ထားတာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကူညီတောင်းညင်နေတယ်ဆိုရင် PDSC ကူညီတောင်းဆိုတဲ့ပုံစံမျိုးလုပ်ချင်တာပေါ့နော်အဲ့တော့အဲဒီတော်လိုင်းဝင်တော့ဝင်ဖို့ရလေ PDS တပ်ဖွဲ့တွေစီမှာပြလာတယ်ရှိမယ်ပြီးတော့ဒါခုနလို PDS တပ်ဖွဲ့တွေအပေါ်မှာအဲခုနလို့ပြည်သူတွေကပြန်ပြီးတော့ဒါခုနလို့ပေါ့နော်ဟိုဘုံတီးတာမျိုးအဲခုနလို့ ယုံကြည်မှုမဲ့သွားတာမျိုးဒါမျိုးပုံစံမျိုးတွေဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့လှုပ်တာလေးရှိလာတယ်ပေါ့နော်အဲဥစ္စာတွေကိုလည်းကျွန်တော်တို့တပ်ဖွဲ့တွေရောကျွန်တော်တို့တော်လန်ပြည်သူတွေရောကဒါနားလေကြားစေခြင်းနဲ့ပေါ့နော်အဓိကတော့ဒါမြောင်းလိုင်းတို့အုပ်စုကခုနလိုမျိုးပိတ်ပင်တာတွေတားဆီးတာတွေကန့်သက်တာတွေအားလုံးဟာသူတို့ကိုကြိုးအတွက်ပဲဖြစ်ပါတယ်ပြီးတော့နိုင်ငံကနေပြီးတော့ကူညီပေးတဲ့အကူအညီတွေအားလုံးကိုပြန်ပြီးတော့မျှဝေပြီးတော့ပေးမယ်ဆိုရင်တော့မှဒီထိကြိုက်သွားတဲ့ငလျင်ပေးတံခံရတဲ့ပြည်သူတွေကတင်းအောင်အနည်းဆုံးတင်း300လောက်ကအနည်းဆုံးပေးလို့ရတဲ့အနေသားပါဘောနော်ဒါပေမဲ့သူတို့ကသူတို့ကိုယ်တိုင်လည်း ဒီလိုမျိုးပြပြဝဝဖြစ်အောင်မကူညီဘူးကူညီကယ်ဆယ်ပေးတဲ့အဖွဲ့တွေကိုလည်းကန့်သက်တယ်ထိန်းချုပ်တယ်ဆိုတော့ဒါဟာပြည်သူကိုတစ်ဖက်လက်နဲ့တတ်တဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုတာကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်